B20 ရဲ့အင်အားအကြီးဆုံးအမေရိကန်ပြည်ထောင်စုကတပိတ်မောက်ထားတဲ့ကြားကပဲအင်ရှင်တောင်အာဖရိကဟာဖွဲ့ဝင်နိုင်ငံအားလုံးနှိပါးကိုစီယုံပြီးကြီးညာချက်တဆောင်ထုတ်ပြန်နိုင်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတောင်အာဖရိကအစိုးရဟာလူပြူလူနည်းစုတွေကိုဖိနှိပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ G20 အစည်းအဝေးကိုတပိတ်မောက်ထားတာပါ။ဒါပေမဲ့အင်ရှင်တောင်အာဖရိကသမ္မတရာမာဖိုဆာဟာအမေရိကန်နဲ့အာဂျင်တီးနားကလွဲရင်ကြံတဲ့အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့သဘောတူညီချက်ကိုရယူနိုင်ခဲ့ပါတယ်။ အမေရိကန်ရဲ့ကန့်ကွက်မှုတွေတတိပေးမှုတွေရှိနေတဲ့ကြားကပဲရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်တွေနိုင်ငံတကာကြွေးမီကိစ္စတွေနဲ့မညီမျှမှုရှော့ချရေးဆိုင်ရာမူပေါင်းတွေကိုခေါင်းဆောင်တွေကအတည်ပြုနိုင်ခဲ့ကြပါတယ်။ဒါဟာနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက်ရှားပါးတဲ့အောင်ပွဲတစ်ခုလို့လေ့လာသူတွေကသုံးသပ်ကြပါတယ်။ဒီရလတ်အပေါ်အင်ဗျူဒေါ်ကအတော်လေးဒေါသထွက်နေပါတယ်။တောင်အာဖရိကဟာ G20 ဥက္ကဋ္ဌနေရာကိုလက်နက်တပ်ဖွဲ့အသုံးချပြီးအဖွဲ့ရဲ့မူဝါဒတွေကိုချိုးဖောက်တယ်လို့ဆွဆွဲလိုက်တယ်လို့လာမယ့်နှစ်အမေရိကန်အင်ရှင်အဖြစ်ကျင်းပမယ့် G20 ကြမှာပဲအဖွဲ့ရဲ့တရားဝင်မှုကိုပြန်လည်ထိန်းသိမ်းမယ်လို့ဆိုပါတယ်။ တတမန်ကြီးရာတင်းမာမှုကဘလောက်မြင့်တက်နေသလဲဆိုရင်ဥက္ကဋ္ဌရာဒူးလွှဲပြောင်းပွဲမှာအမေရိကန်ဘက်ကအစင်းနှိမ့်တတမန်တဦးကိုပဲဆစ်လွတ်မယ်လို့ပြောဆိုတာကိုတမရရာမာဖိုစာကလက်မခံပဲပယ်ချခဲ့ပါတယ်။ဒါကြောင့်ရာဒူးလွှဲပြောင်းပွဲကိုတတမန်အချင်းချင်းသာပြုလုပ်တော့မှာဖြစ်ပါတယ်။လေးလာသူတွေကတော့ဒီပွဲဟာကမ္ဘာကောင်းဆောင်တွေအနေနဲ့တမရထရန့်ကိုဘလို့ကင်တွယ်မလဲဆိုတဲ့နီလန်းအသက်တစ်ခုကိုတွေးရှိသွားတာလို့ဆိုပါတယ်။အမေရိကန်ကိုမျက်နှာချိုးသွေးမလားခေါင်းမော်ပြီးရင်ဆိုင်မလားဆိုတဲ့မေးခွန်းမှာ G20 ကောင်းဆောင်တွေကရင်ဆိုင်မှုရွေးချယ်လိုက်ကြတာပါ။ဒါမဲ့2026ခုနှစ်မှာတော့အမေရိကန်ကအင်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပြီးကုလသမဂ္ဂအဖွဲ့အစည်းတွေကိုဖိတ်ကြားမှာမဟုတ်တလို့ခေါင်းစဉ်တွေကိုလည်းရှင်းချသွားဖို့ရှိနေပါတယ်။